တော်တော်ရှင်တွေအားလုံးဒါရီစွာပါတာယာတဲ့မနခင်လေးဖြစ်ကြပါစေ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကိုစတင်ပါတော့မယ်ဒီအစီအစဉ်မှာနိုင်ငံတကာသတင်းကမ္ဘာသတင်းတွေထဲကတပတ်အတွင်းထူးခြားသတင်းတွေကိုတစုတစည်းနဲ့ကြည့်ရှုနားဆင်ကြရမှာပါကျွန်တော်ကတော့အစီအစဉ်တိစစ်သူအောင်မင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒနယ်ထရန့်ရဲ့ရှီကျင်းဖင်တောင်ကိုရီးယားမှာတွေ့မဲ့သတင်းနဲ့စာကြင်ပါတယ် အမေရိကန်သမ္မတဒိုနယ်ထရွန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ဟာလာမယ့်သတင်းပတ်အတွင်းတောက်ကိုရီးယားမှာတွေ့ဆုံကြမယ်ဖြစ်တယ်လို့အင်ဖီရောကအော်တိုဘာ23ရက်နေ့ကပြောကြားလိုက်ပါတယ်။လာမယ့်တောက်တန်နေ့ညပိုင်းမှာသမ္မတထရွန့်ဟာမလေးရှားကိုထွက်ခွာမှာဖြစ်ပြီးအဲ့ဒီကတဆင့်ဂျပန်နဲ့တောင်ကိုရီးယားကိုဆက်သွားမှာဖြစ်တယ်လို့အင်ဖီရောပြန်ကြားရေးတာဝန်ခံကယ်ရိုလိုင်းလီဘက်ကပြောပါတယ်။ထရွန့်ဟာဘူဆန်မြို့မှာအာရှပစိဖိတ် စီဝါရေးပူပေါင်းဆောင်ရွက်ထိပ်သီးညီလာခံမှာမိတ်ခွန်းပြောပြီးနောက်ဂျာသပရိနေ့မှာသမ္မတရှီချင်းဖိနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အခုလအစောပိုင်းမှာတရုတ်ကမြေရှားတတုပြပပုတ်ကုန်ပမာဏကိုကန့်သက်ခဲ့ပြီးနောက်မှာသမ္မတထရွန်ကလည်းကုန်သွယ်ခွန်တုံးမြင့်မှုအသက်တွေပြုလုပ်မယ်လို့တုံ့ပြန်ရှင်းလျှောက်ခဲ့တာပါ။အဲဒီကတည်းကဝါရှင်တန်နဲ့ဘေကျင်းအကြားတင်းမာမှုတွေတောက်လျှောက်ရှိနေခဲ့ပြီးနောက်မှာအခုလတွေ့ဆုံမှာအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ကျွန်တော်တို့အဆင်ပြေသွားမယ်အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်လာကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့သမ္မတထရွန်က မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောကြပါတယ်။ထရန့်ဟာအာရှခရီးစဉ်အတွက်ဒလင်ငနေနေ့မှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်အင်ဂါနေ့မှာဂျပန်ဝန်ကြီးချုပ်အသက်ဆာနာအဲတာကာအီရှိဘုံဒူနေ့မှာတောင်ကိုရီးယားသမ္မတလီဂျီမြောင်တို့နဲ့တွေ့ဆုံဖို့အစီအစဉ်ထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုမက္ကဆီကိုသမ္မတကန့်ကွက်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါပါ။ ကာရီဘီယံပင်လယ်ပြင်နဲ့ပစိဖိတ်သမုတ်တရာတို့မှာမကြသေးခင်ကပြုလုပ်ခဲ့တဲ့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမက္ကဆီကိုသမ္မတကလော်ဒီယာရှိုင်းဘောက်ကကန့်ကွက်လိုက်ပါတယ်အဲ့ဒီဒေသတွေမှာစက်တင်ဘာ2ရက်ကနေစတင်ခဲ့တဲ့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ38ယောက်ထက်မနည်းရှိခဲ့ပြီဖြစ်ပါတယ်။တမနာရှိန်ဘောင်ဟာသူ့နိုင်ငံကိုထိန်းချုပ်မှုမရှိဘူးလို့အော်တိုဘတ်23ရက်နေ့နောက်ပိုင်းမူဝဆီဝါနေနေလှုပ်ရှားမှုဆွေးနွေးပွဲတစ်ခုမှာတမနာဒေါ်နယ်ထရန့်ကပြောဆိုခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံကိုမူရဆွေဝကိုင်းနေအုပ်ချုပ်နေတာလို့ထရန့်ကစပြောပါတယ်။တမလရှိန်ပေါင်းနဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုအသေးအမှတ်ပြုပေမဲ့မက္ကဆီကိုအစိုးရဟာလိုအပ်ချက်တွေပြည့်မီအောင်မလုပ်နိုင်ခဲ့ဘူးလို့အပြစ်တင်ခဲ့ပါတယ်။စက်တင်ဘာလမှာစတင်ခဲ့တဲ့အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုဆက်ဆံရေးဟာဗင်နီဇွဲလားနဲ့ကိုလံဘီယာအနီးကာရီဘီယံပင်လယ်ပြင်ကပြတ်မှတ်တွေကိုပဲအဓိကဥတည်ရာကအခုတတင်းမှာအဲ့ဒီဆက်ဆံရေးဟာကိုလံဘီယာအနောက်ဘက်ကန်ယိုဒန်အနီးကပစိဖိတ်သမုဒ္ဒရာကိုတိုးရှက်ခဲ့တာပါ။ အမေရိကန်ကိုမူရစီဝတ်တည်ဆောင်လာတယ်လို့ဆွဆဲထားတဲ့လင်ငယ်တွေနဲ့ရင်းဟုတ်သင်္ဘောတစ်စင်းကိုပြမှတ်ထပ်တိုက်ခိုက်ခဲ့တယ်လို့ထရန့်ကပြောဆိုပေမဲ့သူတို့ရဲ့အစိုးရဟာအဲ့ဒီဆွဆဲချက်ကိုအတည်ပြုဖို့တည်တည်အထောက်အထားမပေးနိုင်ခဲ့ပါဘူးလက်တင်အမေရိကန်နိုင်ငံတွေကတာဝန်ရှိသူတွေကလည်းတည်ဆုံးသူတွေထဲမှာငါဖန်သမားတွေပါဝင်နေပုံရတယ်လို့သတိပေးခဲ့ပါတယ်ကုလသမဂ္ဂကလူခွင့်ဆိုင်ရာအရာရှိတွေအပါအဝင်ဥပဒေရေးရာကျွမ်းကျင်သူတွေကအဲ့ဒီတိုက်ခိုက်မှုတွေဟာတိုက်ပွဲပြင်ပမှာတရားစီရင်ရေးဆိုင်ရာမဟုတ်တဲ့ တပ်ဖြတ်မှုတွေကိုတားမြစ်ထားတဲ့နိုင်ငံတကာဥပဒေကိုရှုတ်ဖောက်ပွဲရှိတယ်လို့တတိပေးခဲ့ပါတယ်ခင်ဗျာ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်နောက်ထပ်သတင်းပို့အနေနဲ့ယူကရိန်းစစ်ပွဲမှာကြာဆုံးသွားတဲ့စစ်သားတွေအတွက်အထိုင်းအမအဆောက်အုံတွေမြောက်ကိုရီးယားဆောက်လုပ်တဲ့သတင်းကိုတင်ဆက်ပေးပါပါ ယူကရိန်းနဲ့စပွဲမှာရုရှားဘက်ကပါဝင်တိုက်ခိုက်ပေးပြီးသေဆုံးသွားတဲ့ဆက်သည်တွေအတွက်အထိမ်းအမှတ်အဆောက်အုံတစ်ခုကိုမြောက်ကိုရီးယားကစတင်တင်ဆောင်နေပြီဖြစ်တယ်လို့နိုင်ငံပိုင် KCNA သတင်းဌာနကအော်တိုဘန်23ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ရုရှားနဲ့စစ်ဆင်ရေးဟာသမိုင်းဝင်အထွက်အထိပ်ကိုရောက်ရှိနေပြီလို့လည်းခေါင်းဆောင်ကင်ဂျွန်အန်ကပြောတယ်လို့အဲ့ဒီသတင်းမှာပါရှိပါတယ်။မြို့တော်ပြုံရွံ့မှာတင်ဆောင်မဲ့ပြတိုက်ကိုစစ်ပွဲသူရဲကောင်အမှတ်ရပြတိုက်လို့အမည်ပေးထားပါတယ်။ ဲ့ဒီပြားထိုက်ဖွင့်ပွဲအခမ်းအနားကိုကင်ဂျွန်အွန်းနဲ့မြောက်ကိုရီးယားနိုင်ငံကရုရှားတန်အမတ်တို့ကတက်ရောက်ခဲ့ကြပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုရုရှားကကျူးကျော်ပြီးနောက်ပိုင်းမြောက်ကိုရီးယားဟာရုရှားရဲ့အဓိကမဟာမိတ်ဖြစ်လာတာပါ။ယူကရိန်းတပ်ဖွဲ့တွေကိုရုရှားအနောက်ပိုင်းကနေဖယ်ရှားနိုင်ဖို့စစ်သားထောင်ပေါင်းများစွာနဲ့ကွန်တိုင်နာအပြည့်လက်နက်တွေကိုစီလွှတ်ပေးခဲ့ပါတယ်။တောင်ကိုရီးယားရဲ့ခန့်မှန်းချက်တွေအရမြောက်ကိုရီးယားစစ်တပ်အနည်းဆုံး၈၀၀ကျော်ကြာရှုံးပြီးထောင်ပေါင်းများစွာဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ရုရှားနဲ့မြောက်ကိုရီးယားတို့ဟာဘသူအတိုက်ခံရခံရစစ်ရေးနဲ့တခြားအကူအညီတွေပေးအပ်ဖို့တစ်ဖက်နဲ့တစ်ဖက်တာဝန်ရှိတဲ့မဟာဗျူဟာမြောက်မိဖက်သဘောတူညီချက်ကိုပြီးခဲ့တဲ့နှစ်ကသဘောတူခဲ့ကြတာပါ။ယူကရိန်းစစ်ပွဲမှာရုရှားကိုအထောက်ပံ့ပေးဖို့တပ်ဖွဲ့ဝင်တွေဆီလွတ်ခဲ့တယ်လို့ပြီးခဲ့တဲ့ဧပြီလမှာမြောက်ကိုရီးယားကအတည်ပြုပြီးသူတို့ရဲ့စစ်သားတွေတိုက်ပွဲမှာကြာရှုံးခဲ့တယ်လို့လည်းဝန်ခံခဲ့ပါတယ်။ ရုရှားဟာယူကရိန်းတိုက်ပွဲမှာအကူအညီရရှိဖို့အတွက်မြောက်ကိုရီးယားကိုအဆင့်မြင့်အာကာသနဲ့ဂျူရုနေပညာအကူအညီပေးတာအပါအဝင် အထောက်ပံ့တွေပုံမပေးနေတယ်လို့တက်တဲ့အထောက်အထားတွေရှိတယ်လို့အမေရိကန်အစိုးရကပြောဆိုထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ်နိုင်ငံတကာသတင်းတပုတ်ကတော့နေဆက်ငွေလင်ဂိုင်းနေတဲ့ပတ်သက်တယ်လို့ဆက်ဆွဲခံရတဲ့ထိုင်းဒုဝန်ကြီးယာထုကနှုတ်ထွက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဗန်ဒိုင်ဒုဝန်ကြီးဟာ ကမ္ဘာ့ရအရှိဆိုင်စိုက်ဘာလိမ်လည်မှုစင်တာတွေနဲ့ဆက်ဆက်မှုရှိတယ်လို့ဆွဆွဲချက်တွေထွက်ပေါ်လာပြီးနောက်ပိုင်းအော်ရဘ၂၂ရက်နေ့မှာအရာထူးကနေနှုတ်ထွက်သွားတယ်လို့ AFP သတင်းတရမ်းမှာဖော်ပြပါတယ်။ပြီးခဲ့တဲ့လကဗန်နိုင်ဒုတိယဝန်ကြီးအဖြစ်ရာထူးတက်လာခဲ့တဲ့ဝါယစ်ဗန်နိုင်ပညာရှင်ဘိုရာပတ်တန်ယာဝန်ကိုအဲ့ဒီဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့အခုတနင်္ဘက်မှာစာနဲ့ရှင်းလင်းတင်ပြဖို့ဝန်ကြီးချုပ်အနုတင်ကအမိန့်ထုတ်ခဲ့ပါတယ်။ အဲ့ဒီဒူဝန်ကြီးကိုကမ္ဘောဒီးယားကနယ်စပ်ဖြတ်ကျော်လိမ်လည်မှုလုပ်ငန်းတွေနဲ့ဆက်ဆက်နေတယ်လို့ဆွတ်ဆွတ်ခံထားရတဲ့နိုင်ငံခြားသားလိမ်လည်သူတယောက်နဲ့ရှိတ်ဆက်မှုရှိတယ်လို့အခုသတင်းပတ်မှာထွက်ပေါ်လာတဲ့သတင်းတရက်ကဖော်ပြခဲ့ပြီးတဲ့နောက်သူတို့ကိုစောင့်ကြည့်ဆစေးမှုတွေလှုပ်ဆောင်နေပြီဖြစ်ပါတယ်။အဲ့ဒီဒူဝန်ကြီးရဲ့ဇနီးဟာလည်းတရုတ်ကမ္ဘောဒီးယားရာဇဝတ်ကွန်ရက်တီစီကနေအခုနဲ့အတွင်းအမေရိကန်ဒေါ်လာ3သန်းတက်ဖို့ရှိတဲ့ digital ငွေကြေးကိုလက်ခံရယူထားတယ်လို့ will hunting သတင်းဌာနကဆွတ်ဆွဲရေးသားခဲ့ပါတယ်။ ငွေကြေးခဝါရှာမိုကွန်ရဲ့တခုနဲ့ပတ်သက်ဆွနေနေတယ်လို့ဆွဆွခံထားရတဲ့ကမ္ဘောဒီးယားဘဏ် BIC ဘဏ်ရဲ့အကြံပေးပုဂ္ဂိုလ်စီရင်မှာဘိုးရပက်ခါတရှင်ကပါဝင်ခဲ့ဘူးတယ်လို့အဲ့ဒီသတင်းလွှာက ဖော်ပြရတာပါသူဟာတရားမဝင်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုမရှိဘူးလို့ဘိုးတို့နဲ့မှညှင်းဆိုခဲ့ပြီးသူအနေနဲ့ဥပဒေကြောင်းအရခုခွန်ရှေပမှုကိုအာယုံစိုက်နိုင်ဖို့အတွက်ရာထူးကနှုတ်ထွက်လိုက်တာဖြစ်တယ်လို့သတင်းထောက်တွေကပြောကြားခဲ့ပါတယ်။ သူဟာအရင်နှစ်တုန်းကဗန်နိုင်းဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင် နေသူရဲ့အကြံပေးအဖြစ်နိုင်ငံရေးနယ်ပယ်ကိုမဝင်ရောက်ခင်သူရဲ့အသမွေးဝန်ကြောင်းအလုတ်ကိုင်ဖျက်ဆီးမှုအများစုကိုပုဂ္ဂလိကငွေကြေးဝန်ဆောင်မှုဗန်နိုင်းရေးကဏ္ဍမှာမြုံနှံထားခဲ့သူဖြစ်ပါတယ်ခင်ဗျာဒီဒီပဲ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်မှာနောက်ဆုံးတင်ပြဖို့ရွေးချယ်ထားတဲ့သတင်းကတော့လေကြောင်းထိတွေ့မှုဖြစ်စဉ်အတွက်ဩစတြေးလျကိုတရုတ်ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့သတင်းပဲဖြစ်ပါတယ် ပြီးခဲ့တဲ့သတင်းဘက်ကွန်ပိုင်းကနှစ်နိုင်ငံဆက်ဘက်လင်းရင်တွေပါဝင်ခဲ့တဲ့လေကြောင်းဆိုင်ရာထိပ်တွေ့မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်တရုတ်ကဩစတြေးလျကိုပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ဗီဂျီကကွေးဝင်ကြီးဌာနပြောရေးဆိုခွင့်ပုဂ္ဂိုလ်တဦးကအောက်တိုဘာ22ရက်နေ့မှာပြောကြားလိုက်ပါတယ်။ဩစတြေးလျကလည်းသူတို့ရဲ့ပိုဆိုင်တော်ကင်းထောက်လင်းဟာအငင်းပွားမှုဖြစ်ပေါ်နေတဲ့တောင်တရုတ်ပင်လယ်ပေါ်မှာတလင်းကနေတွေကလှည့်ကင်းဆောင်ရွက်နေချိန်တရုတ်တိုက်လင်းရင်တစ်စင်းကသူတို့ရဲ့ကင်းထောက်လင်းရင်စီကိုရှင်းကဲလာတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ တရုတ်ဂျယ်လင်ဟာအော်စတြေးလျကင်းထောက်လင်းနဲ့အလွန်နင်းနင်းကပ်ကပ်အနေထားကနေမိခြေတွေပြက်လွက်ခဲ့တဲ့အတွက်လင်းပေါ်မှာလိုက်ပါလာတဲ့ဝန်ထမ်းအဖွဲ့ဝင်တွေအန္တရာယ်ကြားရောက်လင်းဒီဘက်ဖြစ်ခဲ့ရတယ်လို့အော်စတြေးလျကာကွယ်ဝန်ကြီးဌာနကပြောကြားခဲ့တာပါတရုတ်စစ်တပ်ကလည်းအော်စတြေးလျလေတပ်ဟာတရုတ်ကပါရာဆက်ကျွန်းတွေလို့အမိတက်ခေါ်ဆိုနေတဲ့ဆီရာကျွန်းတွေပေါ်ကတရုတ်လေပိုင်နဲ့စီကိုတရားမဝင်ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ဆက်ဆက်ပြီးတော့ထိရောက်တဲ့တံပြန်ဆောင်ရွက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့တနင်္လာနေ့မှာပြောကြားခဲ့တာပါ အခုဖြစ်စဉ်ဟာအာရှရဲ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့လေပိုင်နဲ့နဲ့အေချောင်းတော်လာရေးလမ်းကြောင်းတွေမှာတရုတ်နဲ့ဩစတြေးလျတို့အကြားဖြစ်ပွားနေတဲ့ဖြစ်စဉ်တွေထက်ကနောက်ဆုံးဖြစ်ရက်တစ်ခုဖြစ်ပါတယ်။တရုတ်ကာကွယ်ဝန်ကြီးဌာနကဩစတြေးလျရဲ့ထုတ်ပြန်ချက်ဟာအမှားနဲ့အမှန်ကိုကမောက်ကမလောက်ကျန်လီစဲလိန်လေထားပြီးအပြစ်အလုံးကိုတရုတ်ဘက်ကပုံချပြီးတော့သူတို့ရဲ့ရိုက်ဆိုင်ပြုမှုကတဲ့တရားမဝင်လေပိုင်နဲ့ကျူးကျော်မှုကိုဖုံးကွယ်ဖို့အရှင်းကြီးစူးစမ်းနေတာပဲဖြစ်တယ်လို့ဘရူးနီကပြင်းပြထန်တာပြည်တယ်ဝေဖန်လိုက်ပါတယ်ခင်ဗျာ ီတစ်ပတ် DMG ရဲ့နိုင်ငံတော်သတင်းအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါရစေ DMG ပြည်သက်တွေကြိုက်နေတဲ့မဲလို့မျှော်လင့်ပါတယ်ဒီအစီအစဉ်အပါအဝင် DMG ကထုတ်လုပ်နေတဲ့သတင်းအစီအစဉ်တွေနဲ့ပတ်သက်လို့အကြံပြုချင်တာဒါမှမဟုတ် DMG ကိုသတင်းတွေပေးပို့နေတဲ့ဆိုရင်တော့အပေါင်း၆၆၈သူများ963633ကို Viber Signal Telegram WhatsApp တို့ကနေလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ